Hello everyone. Welcome to Thinking for Kids. ဒီနေ့တော့တတိယကလေးတို့စံဦးဘေးကရတာလဲဆိုတာပြောပြမယ်နော်။တတိတို့ကလေးတို့နေ့တိုင်းစားနေတဲ့သမင်းဆိုတာစံကဖြစ်တာကွယ်။စံကိုချက်လိုက်လို့သမင်းဖြစ်သွားတာပေါ့ကွယ်။စံကူတော့ဘေးကမြဲရတယ်လဲဆိုစပားပင်လေးတွေစီကရတာကွယ်။စပားပင်လေးတွေကိုတောင်တူဦးဦးနဲ့တောင်တူတတိတို့က ရေတွေရှိတဲ့လေပွင့်ကြီးတွေထဲမှာစိုက်ပျိုးကြတာပေါ့ကွယ်စပားပင်လေးတွေစိုက်ပျိုးဖို့စပားမျိုးစိတ်လေးတွေကိုအရင်ဆုံးလေပွင့်ထဲမှာပတ်ကျဲရတယ်ကွယ်နောက်အချိန်အနည်းငယ်အကြာမှတော့စပားပင်လေးတွေဟာတဖြည်းဖြည်းကြီးလာပြီးစပားသီးလေးတွေပေါက်လာတာပေါ့ကွယ်စပားသီးလေးတွေဟာတဖြည်းဖြည်းနဲ့ကြီးမဲ့လာတဲ့အခါရွှေဝါရောင်စပားသီးလေးတွေထွက်လာတယ်ကွယ်ဒီချိန်ဆိုရင်ခုစုလို့ရပြီဖြစ်လို့ တောက်သူဦးရေနဲ့ပြည်သူတွေကစပားပင်လေးတွေကိုရိတ်သိမ်းကြတာပေါ့ကွယ်ပြီးရင်တော့အဲ့ဒီစပားပင်လေးတွေကိုအချောက်လန်းပြီးချောက်သွားတဲ့စပားစီလေးတွေကိုချွေအခုချွတ်ကြတာပေါ့ကွယ်အခုဝဝလေးတွေချွတ်သွားတဲ့အခါမှာတော့စမ်းလို့ခေါ်တဲ့စမ်းဖြူဖြူလှလှလေးတွေဖြစ်သွားတော့တာပေါ့ကွယ်စတင်ဆိုင်ပြိုးတဲ့စပားမျိုးစီလေးတွေပေါ်မူတီးပြီးဆန်ရဲ့ရေသွေးနဲ့နမယ်လေးတွေကလည်း အမျိုးမျိုး꿰ပြရတဲ့ကွဲ့ပေါ်ဆမ်းမွေးဆမ်းတောင်ပြန်ဆမ်းဇီးရဆမ်းတောင်ကူဆမ်းရွှေဘူပေါ်ဆမ်းဆမ်းဘတ်စမာတီဆမ်းထိုင်းဆမ်းနဲ့ကောင်းညင်းဆမ်းအဆရှိသဖြင့်ပေါ့ကွဲ့အဒီဆန်လေးတွေကိုရေစေးပြီးချက်လိုက်ရင်တော့ပူပူနွဲ့နွဲ့အီအီလေးနဲ့စားလို့ကောင်းတဲ့သမီးဖြစ်လာတော့တာပေါ့ကွဲ့ ဒါကြောင့်ဒီဒီတို့အသက်ရှင်နေထိုင်နိုင်ဖို့နဲ့အစာအာဟာရပြည့်ဝဖို့အတွက်နေ့စဉ်စားသောက်နေရတဲ့အစားအစာတွေရရှိဖို့ကိုစိုက်ပျိုးပေးနေတဲ့တောင်သူဥဥတို့တောင်သူဒီဒီတို့ကိုတို့တွေအားလုံးကတက်မိုးထလေးစားကြရမယ်ကွယ်ဒီအကြောင်းလေးတွေကိုမတိသေးတဲ့တငယ်ချင်းတွေကိုလည်းခလီလေးတို့ကပြန်ပြိုးပြကြရမယ်နော် Ticket for Kids Net 2စဉ်းစားပါသင်ယူပါလေ့လာပါကြွရှင်ပါ This is Thinky for kids, Inspiring and Mind, Sporting Loving Mass.